ထွေးဖြစ်သူကဖခင်ဝတ်တရားကျေပေမဲ့လေအဖေရင်းကိုသာချစ်ပါရယ်ဆိုတဲ့နမည်နှလုံးနဲ့မြင်သာကြီးရဲ့တိတ်တိတ်ပုံသမီးမိုးဆက်ချို့ရုပ်ရှင်လောကဆိုတာတကယ်ကိုမှရှုပ်ထွေးတဲ့လောကပါ ဝင်လဲခတ်တယ်လို့ထွက်လဲခတ်တဲ့ဒီလောကဟာပရိသတ်တွေရဲ့မျိုးလုံးနဲ့မှာတော့နမေကြည့်ပြီးငွေဝင်လေတဲ့လောကလို့သိထားကြပါမိ။ကလကာရဲ့နောက်ွယ်မှာတော့ဖြစ်ပျက်နေကြတာဘယ်သူမှမသိကြပါဘူး။ကိုရဲ့နမေကိုလူသိများစီဖို့ဇက်ကားထဲမှာပါရရုံနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ပေ။နောက်ခံကနေပြီးတော့ပန်ဖို့အားကောင်းဖို့ကလည်းလိုအပ်တဲ့အရာတစ်ခုပဲဖြစ်ပါရည်။ပတ်စံရှိတဲ့တိုင်းဝိုင်းကသူတွေကလည်းငွေအားကြောင့်နမေကြည့်ကြတယ်လို့ပတ်စံမရှိတဲ့တိုင်းဝိုင်းကလည်းလူအားနဲ့ဘဝကိုရှင်ပြီးတော့နမေကြည့်ကြတာပဲဖြစ်ပါရည်။ဒီထဲမှာမှရခင်ကမိသားစုထဲမှာအမှုပညာ မျိုးရရှိခဲ့ဖို့သူကနမေရှပိုလွယ်တယ်လို့ပုံပြီးတော့လည်းလူသိများတာပဲဖြစ်ပါတယ်။အခုလက်တလုံးမှာပရိသတ်တွေကြာနမေကြီးနေပေမဲ့အတန်လေးကြဲကြဲမထွက်ရတဲ့သတင်းတစ်ခုကယခုနှစ်မေဆက်ကြဝရပြိုင်ပွဲမှာပါဝင်ရှိပြိုင်နေတဲ့အလမေတရားဖြစ်တဲ့အလမေမိုးဆဲချိုဟာနမေကြီးမင်းသားစနေနေနဲ့စားတဲ့နမေနှလုံးရဲ့တိတ်တိတ်ပုံသမီးတရားဖြစ်ကြောင်းမီဒီယာတွေမှာချပြလာခဲ့တာဖြစ်ပါတယ်။စနေနေနဲ့စားတဲ့နမေနှလုံးနဲ့မင်းသားတွေကအများကြီးရှိကြပေမဲ့သူမ၏အပြောဆိုမျက်နှာပေါက်ကတော့ တယောက်တော့သူနဲ့တူနေကြတာပဲဖြစ်ပါရည်ထို့သူကမင်းသားကြီးနေဆန်းဖြစ်ပြီးတော့လက်ရှိမှာအိမ်အောင်ရှိပြီးသမီးတယောက်သားတယောက်နဲ့တာယာတဲ့ဘဝကိုဖျက်ဆီးနေကြတာပဲဖြစ်ပါရည်ဒါပေမဲ့မိုးဆက်ချိုပြောလိုက်တဲ့အကြောင်းအရာတွေကိုပြည်သက်တွေကြားသိလိုက်ရတဲ့အခါမှာတော့နေဆန်းပေါ်မှာမြင်နေတဲ့အမြင်တွေပြောင်းလဲသွားကြတာဖြစ်ပါရည် မိုးဆဲချိုရဲ့ပြောချက်အရသူမသုံးနှစ်သမီးတည်းကအမေဖြစ်သူနဲ့ကွာရှင်ပြီးအဆက်အသွယ်လုံးဝဖြတ်သွားခဲ့တယ်လို့ဆိုပါရီသူမရဲ့ငယ်ဘဝတစ်လျှောက်လုံးမှလည်းဘယ်တော့မှပြန်ဆက်သွယ်ခဲ့တယ်လို့သူမကတစိမ့်တယောက်လိုဆက်ဆံခဲ့တာဖြစ်ပါရီရေဆက်ဖြတ်ဖို့ကြိမ်မှတ်ပေါ်တင်မှာအဖေနမေပြောင်းဖို့နောက်ရီတော်ရဲ့ဇနီးဖြစ်သူကဖုံးဆက်ပြီးပြောတဲ့အထိအပြောခံခဲ့ရတယ်လို့ဆိုပါရီသူမပြောတဲ့အကြောင်းအရာတွေကိုလေသူမတို့ရဲ့အနီးနားပတ်ဝန်းကျင်မှာနေခဲ့ဘူးသူတွေကသိကြတဲ့အတွက်ကွန်မန့်တွေမှာထောက်ခံတာတွေကိုလေတွေ့ရတာပဲဖြစ်ပါရီ အခုလိုမျိုးကိုသေးသားရင်တရားကိုဆက်ဖြတ်တာဟာသူ့ရဲ့နမည်ပြည့်စည်မရှိဘို့လို့တယ်လို့လဲဝေဖန်ကြသလိုမိုးဆက်ချိုကိုလည်းကိုကုံမလို့ကျတဲ့မိဘကိုဘာကြောင့်တိဖက်တွေ့နေရလဲဆိုပြီးလူတွေကပြောဆိုနေကြတာပဲဖြစ်ပါတယ်မိုးဆက်ချိုကတော့သူမရဲ့လက်ဟာနေတဲ့ဖခင်မြတ်တာကိုပထွေးဖြစ်သူကအကုန်နင်နာခဲ့ပြီးတော့ဆောက်ရှောက်ခဲ့တာမှန်ပေမဲ့သူသားရင်ဖြစ်တဲ့ဖေရင်ကိုတော့တကယ်ပြန်မတွေ့ပြီးတော့စကားပြောကသူမမေးချင်တဲ့အကြောင်းအရာတွေကိုမေးချင်တဲ့ကြောင့်အင်တာဗျူးတွေမှာဖြေဆိုသွားခဲ့တာဖြစ်ပါတယ်အခုလိုမျိုးလူပညာလောကကိုဝင်လာတာလေသူ့ဖေ ကိုတွေ့ကျင်နေတွေ့အရေးဆုံးပြီးတော့ဝင်လာတာဖြစ်တယ်ဆိုပါရီနမေကြီးဘူးအဖေဖြစ်သူရဲ့နမေကိုအုံချရတယ်လို့လေလူတွေရဲ့ဝေဖန်ခြင်းကိုခံနေရပေမယ့်မိုးဆက်ချိုကတော့မိသမီးအင်တာဗျူးတွေကိုလက်ခံနေစေဖြစ်ပါရီတပွားလုံးပေးဆက်ခဲ့တဲ့ပထွေးဖြစ်သူကိုကျေးဇူးမတင်မေအဖေဖြစ်သူကိုသာတွေ့ဖို့အားခဲနေတဲ့အလမေမိုးဆက်ချိုရဲ့အဖေပြောက်ရှာပုံတော်နဲ့ပတ်သက်ပြီးပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါဦးရှင် မင်းသားချင်းနေဆန်ဖြစ်မယ်ဆိုတဲ့အထင်တွေကိုလည်းကွန်မန့်မှာဝေဖန်ပေးခဲ့ပါအောင်ရှင်။အဆုံးအထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်လီနေနုပညာရှင်တွေရဲ့တရင်တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တော်မမေ့ကြပါနဲ့အောင်ရှင်။ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။